အနုပညာရှင်ချိုထိုင်းတကြံမှာပျော်ပါနေချိန်မှာငလင်ဘေးပြန်လည်ထူထောင်ရေးမှာအလူငွေထောင်ကျော်လူတန်းပေးနေတဲ့ဖြစ်ဖြစ်တွေငလင်ဘေးစားဖြစ်တဲ့ချိန်မှာတော့အနုပညာရှင်တွေဟာအတက်တရောနဲ့ပါဝင်ကူညီကြပါရီမလာ၂၈ရက်နေ့နောက်ပိုင်းမှာဆယ်ရင်းလောက်ထိငလင်ဘေးတွေ့လူတန်းသူကကြည်ကြည်တူနေကြတာပါအနုပညာရှင်တွေဆိုရင်လေအလူခံပေးသူကအလူခံပေးသလိုလောက်ကူနေကြကြတာပါအခုချိန်ဒီငလင်ဘေးတွေနဲ့ဒေသတွေမှာလည်းပြန်လည်ထူထောင်ကအိမ်တွေလည်းပြန်မဆောင်နိုင်သေးပါဘူးဒါပေမဲ့လက်ရှိချိန်မှာငလင်ဘေးတွေဘယ်သူမှကူညီတာမျိုးသိမ့် ှိတော့ပါဘူး။တကြံခါတွင်ဖြစ်တဲ့အတွင်းဒီပညာရှင်တော်တော်များကစီးဝါးရေးနဲ့ပျော်ပါးခုသာဥစားပေးနေကြတာပါ။ဒီနေ့မှာမြန်မာနိုင်ငံရဲ့တကြံကိုကျင်းပတာမျိုးသိမရှိတဲ့အတွက်ထိုင်းတကြံကသာအစီအကားဆုံးဖြစ်နေတာပါ။ထိုင်းတကြံကပြည်ပနိုင်ငံကနိုင်ငံသားတွေပါပျော်ရွှင်စွာနဲ့ကစားနေကြတာပါ။ဒါပြင်မြန်မာနိုင်ငံကပတ်စံရှိသူတချို့နဲ့ဒီပညာရှင်တွေကလည်းတကြံကိုထိုင်းနိုင်ငံတည်သွားဆွေးနွေးနေကြတာပါ။ငလေးဘေးတွေမြန်မာနိုင်ငံမှာကူညီဖို့လိုနေပေမဲ့ထိုင်းတကြံကိုတိတ်တခိုးသွားလေနေကြတာပါ။ အနုပညာရှင်ချို့ကထိုင်းတဲ့ကြံကိုသွားခါပြောပါနေပေမယ့်ဖြဖြူထွေးကတော့ပြောပါတာမျိုးလည်းမရှိပါဘူး။ငလင်ပေးတတ်သောသူ့ရဲ့ချင်းတွေကိုအကုန်လုံးပေးဆက်ထားခဲ့တာပါ။မလာ28ရက်နေ့ငလင်ဖြစ်ပြီးကလေးကဖြဖြူထွေးဟာသူ့ရဲ့ကိုပိုင်ငွေတွေကိုစိုက်ထုတ်ခါငလင်ပေးအတွက်စတင်လူတန်းပေးပါရီ။ နေရာဆောင်လူဒန်းပေးတာဖြစ်ပြီးအခုဆိုရင်စကိုင်းမန်လေးတော်တော်များလေးလူဒန်းပြီးသွားပါပြီ။ဒါပြင်တကြံအတွင်းမှာလည်းဖြူဖြူထွေးရအလူငွေတွေကောက်ခံကဆက်ပြီးတော့လူဒန်းပို့ပြင်ဆင်ပေးနေကြတာပါ။တကြံကြာဒီမှာလည်းအင်းလေးဒေတာကိုအရောက်သွားခဲ့တာပါ။ဖြူဖြူထွေးရအင်းလေးဒေတာဘက်ကိုသွားမလို့ရသေးတဲ့အတွက်တကြံအတွင်းမှာရောက်အောင်သွားခဲ့တာပါ။တကြံကြာဒီမှာဘယ်နုပညာရှင်မှလာရောက်လူဒန်းပေးတာမျိုးမရှိပါဘူး။ဒါပေမဲ့ဖြူဖြူထွေးရတော့ရောက်အောင်သွားလို့ပေးခဲ့တာပါ။ ပြုထွေရအင်းလေးဒေတာကိုရှောက်သွားတဲ့ချိန်မှာအိမ်တွေကအများကြီးပျက်စီးဆုံးရှုံးနေတာကိုမြင်တွေ့ရပါတယ်။အိမ်တွေအများကြီးပျက်စီးဆုံးရှုံးနေတဲ့အတွက်တကယ့်ကိုမှစိတ်မကောင်းဖြစ်ရပါတယ်။အနေငယ်တော့သာဆုံးရှုံးနေလို့ထင်ကြရတာပါ။ဒါပေမဲ့ထင်ထားတာအထက်ကောင်မှပျက်စီးကလူအများကနေထိုင်ဖို့လေအခက်အခဲတွေဖြစ်နေပါတယ်။အစပိုင်းမှာပြုထွေကအိမ်ပျက်စီးသွားတဲ့မိသားစုတွေကိုတယောက်30လောက်လူတန်းပေးဖို့ပြင်ဆင်နေကြတာပါ။ဒါပေမဲ့အိမ်ချီအများတဲ့အတွက်တယောက်ကို30မလူနိုင်တော့ဘဲနဲ့တမိသားစုကို10သိန်းကျော်ပြင်းပြသာလူတန်းပေးကြတာပါ။ တကြံအတွင်းမှာပြည်ပြထွေရောက်လာပြီးတဲ့အတွက်အင်းသူအင်းသားတွေကပျော်ရွှင်နေကြတာပါ။ဒါကြောင့်မလို့လေပြည်ပြထွေရအင်းလေးဒေသကိုရောက်သွားကလှူဒန်းပေးခဲ့တာပါ။ဒါပြင်နောက်တဲ့လူရှင်တွေကိုလည်းအင်းလေးဒေသကိုလာလူဖို့အတွက်ဖိတ်ခေါ်ထားပါရည်။အနုပညာရှင်တို့ထိုင်းတကြံမှာပျော်ပါနေချိန်မှာငလီဘေးပြန်လေတူတောင်ရေးမှာအလွန်ငွေထောင်ကျော်လှူဒန်းပေးနေတဲ့ပြည်ပြထွေပေါ်မှာပရိသတ်တို့ရဲ့မြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်။အဆုံးဒီကျရှုအပ်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါရည်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီနေပညာရှင်တွေရဲ့သတင်းတွေတူပြန်လာခဲ့ဦးမှာဖြစ်လို့ ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့တောင်းမေးကြပါနဲ့ရှင်ပရိသတ်တယောက်ချင်းစီတိုင်းလည်းကြုံတွေ့နေရတဲ့သဘာဝဘေးအန္တရာယ်ကြီးမှာအမြန်ဆုံးကင်းဝေးပါစေကြောင်းနဲ့စိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ပါစေကြောင်းဆုတောင်းပေးလိုက်ပါရစေ။နှစ်သက်ခါသရမှာလည်းပျော်ရွှင်တရားရတဲ့မိသားစုဘဝလေးနဲ့တူဖြတ်သန်းနိုင်ပါစေလို့လည်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ထပ်ဆားပြီးတော့မြတ်တာပို့သားလိုက်ရပါတယ်ရှင်။အာဘိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။